အလပဲမိင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ဒီနေ့သမီးနဲ့အချိန်ပေးပြီးတော့ရွှေပညာကိုလေ့လာဖို့အတွက်မျှဝေတဲ့ဗီဒီယိုနံပါတ်၄လေးဖြစ်ပါတယ်ပတ်၄လေးဖြစ်ပါတယ်ရှင်ရွှေကိုကြက်ပဲဝင်းကိုဘယ်လိုပေါင်းရမလဲဆိုတာကိုရွှေပေါင်းခြင်းလေးကိုပြပြထားတာဖြစ်ပါတယ်ဒီနှစ်ပုတ်ကတော့နမူနာလေးတွေ့ပြမယ်နောက်ပြီးတော့ line လေးချဖို့အတွက်၄ပုတ်ပြီးမှာဖြစ်ပါတယ် ဆိုတော့ကြက်ပဲရွေးပွိုင်လေးနေရာရှိမယ်။အခုပထမတစ်ပုတ်မှာဆိုရင်၃ကျန်း၈ပဲနေရွေး၅ပွိုင်ရှိတယ်။နောက်ကွာ၃ကျန်း9ပဲ၃ရွေး၅ပွိုင်ကိုဘလို့ပေါင်းလဲပေါ့နော်။ငါနေ၅ပွိုင်နဲ့၅ပွိုင်နဲ့ပေါင်းတော့၁၀ပွိုင်ဖြစ်သွားတယ်။တရွေးမှာ၁၀ပွိုင်ရှိတဲ့အတွက်ကြောင့်ဒီမှာ0ပေါ်ပြီးတော့ဒီတရွေးကရွေးနေရာကိုရောက်လာတယ်။ဒါဆိုရင်တရွေးရဲ့နေရွေးရဲ့ပေါင်းတော့၃ရွေး၃ရွေးနဲ့၃ရွေးနဲ့ပေါင်းတော့၆ရွေး၆ရွေးဆိုတော့ဒီမှာ သူကရှိရှိရွေးပြီးမှတပည့်ပြီးမှဖြစ်တဲ့အတွက်ကြောင့်6ရွေးဆိုတော့မပြည့်သေးဘူးဆိုရရွေးနေရမှာပဲနေခဲ့ရမယ်။နောက်ပြီးရင်10ပဲနဲ့9ပဲနဲ့ပေါင်းတော့15ပဲ။သူကတစ်ချက်သားမှာ16ပဲဖြစ်တဲ့အတွက်ကြောင့်ဒီ15ပဲဆိုတော့ပဲနေရမှာပဲနေခဲ့ရအောင်မယ်။ဒါဆိုရင်6 3ပြည့်ချက်နဲ့3ချက်နဲ့ပေါင်းတော့6ချက်သူ့ပြေက6ချက်15ပဲ6ရွေး0 point ရမှာဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ပုတ်ကြည့်မယ်။ လူကတုံညကျက်၃ပဲလေရွေ၅ပွိုင်နောက်တစ်ခုကကျတော့တုံညကျက်၅ပဲနေရွေ၅ပွိုင်ဒါဆို၅ပွိုင်နဲ့၅ပွိုင်နဲ့ပေါင်းတော့0ပွိုင်0ပွိုင်ကိုနေရွေနဲ့6ရွေနဲ့ပေါင်းတော့9ရွေ9ရွေဆိုတော့ဒီ၅ပွိုင်၅ပွိုင်10ပွိုင်ဆိုတာ1ရွေပြည့်တဲ့အတွက်ကြောင့်ဒီရွေနေရာကို1ရွေလာမယ်ပွိုင်နေရာမှာ0ဖြစ်ခဲ့မယ်ဘာဖြစ်လို့ဒီလိုမျိုးဖြစ်တာလဲဆိုတော့ဒီလိုမျိုးလောက်လိုက်တာဒီမှာ10ပွိုင်ရှိမယ်1ရွေမှာ10ပွိုင်ဆိုတော့ရွေးဖွဲ့မယ်ဆိုတော့10နဲ့စမ်းလိုက်တော့ဒီမှာ1ဒီမှာ10ဆိုတော့ ဒီမှာ0จွင်းတော့တော့ဒီမှာရွေးညံမှာဘာမှမကျန်ခဲ့တော့ဟို point ညံမှာဘာမှမကျန်ခဲ့တော့ဘူးဒီစားလက်တရွေးပဲဒီကိုရောက်လာတာဖြစ်တယ်တရွေးနဲ့၄ရွေးနဲ့ပေါင်းတော့5ရွေး5ရွေးနဲ့၄ရွေးနဲ့ပေါင်းတော့8ရွေးဒါဆိုရင်တပဲမှာ10ရွေးဖြစ်တဲ့အတွက်ကြ8ရွေးဆိုတော့မပြည့်သေးဘူးရွေးညံမှာနေခဲ့ရအောင်ပဲနောက်ပြီးတော့ဒီမှာ၃ဘဲနဲ့၅ဘဲနဲ့ပေါင်းတော့10ပဲသူ့ရဲ့ဖြေက10ပဲ8ရွေး0ပိုက်ရမှာဖြစ်ပါတယ်လေ့ကျင့်ဖို့အတွက်ပုံစံလေးတွေရေးပေးပါမယ် အဲ့ဆိုရင်ဒီဟာ line လေးကြည့်ဖို့အတွက်ပေါ့နော်၅ point နဲ့၅ point နဲ့ပေါ့တော့10 point 10 point ဆိုရင်0ရေးပြီးတော့0 point ရေးပြီးတော့တရွေးတင်မယ်။အဲ့ဆိုတော့တရွေးမှာ10 point ရှိလို့ဒါကတော့9ရွေး9ရွေးဆိုတော့ရှိရွေးမပြီးတော့တပဲကိုသွားလို့မရသေးဘူး။ဒါက15ပဲ15ပဲက16ပဲမပြီးသေးတော့တစ်ချက်ကိုသွားလို့မရသေးဘူး။ဒါဆိုရင်တော့ဒီ၃ဖောက်ကကိုယ့်ဘက်ကို line ပြီးတော့လေးကြည့်ဖို့အတွက်ပေးတာဖြစ်ပါလိမ့်ရှင်။ဒါဆိုရင်တော့ရပညာလေးတွေကိုတစ်နေ့တစ်မိနစ်အချိန်ပေးပြီးတော့လေးလာခါချင်းအပြင်မားတဲ့ပညာရဲ့တစ်ခုဖြစ်တဲ့အတွက်ကြောင့်လေးလာထားပါလို့ ပြောချင်ပါတယ်ရှင်။နောက်ပြီးရင်ရွှေတည်တဲ့တစ်ချင်တဲ့ရွှေလုပ်ငန်းလုပ်ချင်တဲ့ဘက်ကစားရမှာကီဘူးအပါလုပ်ငန်း၊ဒီဇိုင်းလုပ်ငန်း၊ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်ကင်ချင်တယ်။ဒါမှမဟုတ်ပဋိပက္ခလုပ်ငန်းလုပ်ကင်ချင်တယ်ဆိုရင်တော့ရွှေတည်တဲ့ကိုတွေ့ရလေးလာဖို့ပဲခေါ်ပါတယ်။ရွှေတည်တဲ့ရှိတဲ့မြို့တွေကရန်ကုန်၊မန္တလေး၊တောင်ကြီးနေပြည်တော်တွေဖြစ်ပါတယ်ရှင်။ဒီချင်တဲ့ဆိုရင်တုံညက်ကို6နှစ်နဲ့တုံညက်လေးလို့ခေါ်ဖို့စစ်တမ်းလေး ါဆိုရင်ဒီပုတ်လေးကတော့လေးကျင်းဖို့တွင်ပြောပြပေးမှာဖြစ်ပါတယ်9 9ဆိုတော့30 15 20 20ဆိုတော့ဒီမျိုး20ကိုတရွေးမှာရွေးဖွဲ့မယ်ပေါ့နော် point ကိုရွေးဖွဲ့မယ်ဆိုရင်20ရွေးကိုဒီဗာနဲ့စာဒါဆိုရင်10 point နဲ့စာဒါဆိုရင်နေနေနေ10ဆိုတော့တောင်ည0ကျွေးနေဆိုတော့0 0 point ဖြစ်သွားမယ်ဒီဘက်ဖြစ်ပြီးသွားလို့စဒါနဲ့ရွေးဖြစ်သွားမယ်။အဲဆိုရင်ဒီနဲ့ရွေးကိုသွားမယ်။ဒီမှာ0 point ဖြစ်သွားမယ်။အဲဆိုရင်နဲ့ရွေးနဲ့၃ရွေးနဲ့ပါတော့၅၅နဲ့ နည်းနည်းပါတော့9 9နဲ့6နဲ့ပါတော့73 73နဲ့3နဲ့ပါတော့16 16ကိုပဲဖွဲ့မယ်ပေါ့နော်ဒါဆိုဒီမှာ16ယူရရှိတယ်ဒီမှာတပဲမှာရှိရရှိတဲ့အတွက်ကြောင့်ပဲဖွဲ့မယ်ဆိုရှင်းနေဆိုင်ရမယ်နဲ့ပဲရသွားမယ်ဒါကကြတော့16အဲဒါဆိုဇီတို့ယူရဒီမှာယူရမရှိခဲ့တော့ဘူးဒီမှာနဲ့ပဲဖြစ်သွားမယ်9ပဲ9ပဲဆိုတော့15 20နောက်ပြီးရင်3 အဲ30ဆိုတော့34 36 36နောက်ပြီးသွားလို့ဆီ36ဆိုတော့38 48ပေါ့နော်48ပဲကိုကြက်ဖွဲ့မယ်ဆိုရင်48ပဲကိုဒီဘာနဲ့စာအဲဒီကျက်သားမှာ16ပဲရှိရဆိုတော့16နဲ့စာ16နဲ့စာတော့နလီဆိုရင်သူက32ရမယ်32ဆို6ကျင်မယ်1ကျင်မယ်အဲ့ဟုတ်လား16 48လားဟုတ်တယ်ဟုတ်တယ်နော်အေးဒါဆို16 36ဆိုတော့ဒါဒါ ဇီတိုဖြစ်သွားပြီးတော့ဒီမှာ၃ချက်လာမယ်၃ချက်ဆိုတော့၃ချက်ရယ်၄ချက်ရယ်၅ချက်10ချက်17ချက်သူ့ရဲ့အဖေက17ချက်ရမှာဖြစ်ပါတယ်အရှိပု္ပ္ပာလေးတွေမှာတော့လိုက်ပြီးတော့၄ချက်ပေးပါရှင်ဒါဆိုရင်တော့အနုပု္ပ္ပာကိုလက်ချေလာပြီးတော့ထင်ပါတယ်ရှင်ဒီတဲ့ပို့သိချင်တယ်တက်ချင်တယ်ဆိုရင် comment မှာမျက်ခပ်ပေးလို့လည်းရတယ်အဲကိုကနေပြီးတော့ရွှေသွားရောင်းတာပဲဖြစ်ဖြစ်တော်ဝဲတာပဲဖြစ်ဖြစ်အဲကိုကလုပ်ငန်းစတင်တာပဲဖြစ်ဖြစ်ဘယ်လိုမျိုးပဲသိချင်သိချင်ဘယ်လိုလုပ်ငန်းကိုလုပ်ချင်တာပဲဖြစ်ဖြစ် ဒီဆိုင်လုပ်ငန်းကိုလုပ်ချင်တာပဲဖြစ်ဖြစ်စိဆိုင်လုပ်ငန်းကိုလုပ်ချင်တာပဲဖြစ်ဖြစ်လုပ်ချင်တဲ့အလုပ်ကိုလာပြီးတော့ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင်။ညကို6မိနစ်3မိနစ်လေးလောက်ပဲပါခိုးရဲ။နောက်ပြီးရင်အဲ4 4 600အဲအဲ6 3 600 6 3 600တုံညခေါ်ဖုန်းကိုလည်းလာပြီးတော့စစ်တက်နေမြတ်ဆက်ဆက်လိုက်ပါလားရှင်။ကျေးဇူးများပြပါလေ။မှတ်ခင်ပါ။